သီလနဲ့ပြည့်စုံတဲ့လူတယောက်ဟာတဲ့အဝိပတိတာရငါ့စနေလုံးငါ့စိတ်နှလုံးလေးတွေတာတာရာရာရှိပါစေလို့တောင်းတเสียရမလို့တဲ့နော်စိတ်နှလုံးမသားမရာဖြစ်တဲ့သဘောတွေဟာအလိုလိုပျောက်သွားမယ်တဲ့နော်ကိုချင်းသီလသာဖြူစင်အောင်ထိန်းသိစိတ်နှလုံးမသားမရာဖြစ်တာတွေဘာလဲတော့ပျောက်သွားမယ်ပျောက်ပါစေလို့ဆုတောင်းเสียရမလို့ပါဘူးတဲ့ဟုတ်လားဆက်ပြီးတော့ပြောတယ်အဲ့ဒီစိတ်နှလုံးမသားမရာဖြစ်တာတွေပျောက်တယ်စိတ်နှလုံးတာတာရာရာလေးဖြစ်နေပြီဆိုလို့ရှိရင်ပါမောက်စားတယ် ဝမ်းမြောက်ပါစေလို့တောင်းတစရာမလိုတဲ့ဝမ်းမြောက်မှုအလိုလိုဖြစ်မေးတဲ့ဝမ်းသာလာတယ်ပေါ့နော်အဲ့လိုဝမ်းမြောက်မှုဖြစ်လာပြီဆိုလို့ရှင်ပီတိငါစိတ်ထဲမှာနှစ်သက်မှုတွေဖြစ်ပါစေလို့တောင်းတစရာမလိုဘူးတဲ့ပီတိနှစ်သက်မှုဟာအလိုလိုဖြစ်လာတယ်အဲ့လိုပီတိဖြစ်လာပြီဆိုလို့ရှင်ငါရဲ့ဒီစိတ်ရောကိုယ်ရောနော်ပတ္တိငြိမ်းအေးပါစေလို့တောင်းတစရာမလိုဘူးတဲ့ပတ္တိငြိမ်းအေးမှုတရားအလိုလိုဖြစ်လာတယ်တဲ့ဟုတ်လား အဲ့ဒီလိုစိတ်တွေငြင်းအေးလာပြီဆိုရင်ငါစိတ်ကလေးချမ်းချမ်းသာသာရှိနေပါစေလို့ဒုက္ခကိုတောင့်တเสียရမလို့စိတ်နှလုံးချမ်းသာမှုဟာဖြစ်လာတယ်စိတ်ချမ်းသာလာပြီဆိုလို့ရှိရင်ငါစိတ်ဟာတည်ငြိမ်ပါစေနော်တမာရရဲ့ဒီတည်ငြိမ်ပါစေလို့ तू တောင့်တเสียမလို့ဘူးတဲ့စိတ်ကချမ်းသာတဲ့စိတ်ကငြိမ်နိုင်ငြိမ်နေဆိုတာဒါသဘာဝပဲပေါ့နော်အဲ့လိုစိတ်တည်ငြိမ်လာပြီဆိုလို့ရှိရင် तू ကစိတ်ကအစွမ်းထက်လာတယ်ဘလို့အစွမ်းထက်လာအောင်ဆိုတော့တည်တည်တည်တိုင်းမြင်တဲ့မြင်လိုက်တဲ့တရားတွေကိုသဘာဝကြကြမှန်မှန်ကန်ကန်မြင်လာတယ် ဲ့တော့မြတ်စွာဘုရားဘယ်လိုဟောတော့တည်ငြိမ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ငါဟာဟောဒီတဘာဝတရားတွေနဲ့ပတ်သက်ပြီးဒီယုတ်တည်နံနေနဲ့ပတ်သက်